မင်္ဂလာပါရှင်။ရာသဆောင် channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်နေပြီးတော့ကြိုဆိုပါရရှင်။ပရိသတ်များရှင်ဒီနေ့မှာတော့စာရေးသူကျိုးရင်တီကံဘလူရှိတာထားတဲ့ရန်ညိုးဘွဲကဝေးဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်းခုနှစ်ကိုတင်ဆက်ပေးသွားကြပါမယ်။ဇာတ်လမ်းလေးကိုနားမစင်ခင်မှာတော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရရှင်။ကျေးဇူးတင်ပါတယ်ရှင်။ဒါဆိုရင်ဇာတ်လမ်းလေးကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင်။ညရွှေစင်ကို ပြည်သူအပေါင်းနဲ့တိုင်းပြည်ရှိမူစီမယားတွေကထိနှံ့ကိုဆက်ခံစေခဲ့။ဒီကောင်များရွှေစင်ဟာခင်မောဖြစ်သူရာဇာပညာကိုစေတူကြီးတောင်းဝန်ပေးကအနည်းမှပင်ခေါ်ထားစေခဲ့တယ်။တိုင်းသူပြည်သားတွေကိုလည်းဘယင်ရက်ခရဲ့ကြုံဖြစ်မှာလွတ်မြောက်ခွင့်ပေးခဲ့တယ်။အဲဒီများမကသေးတိုင်းပြည်ကိုတာယာဝပြောစေဖို့တခြားတိုင်းပြည်တွေနဲ့ကုံသွေးရေးလမ်းကြောင်းတွေကိုဖွင့်ပေးခဲ့တယ်။တခင်မတိုင်းပြည်ဟာတင့်ကြောင်ပြန်လည်စေကားလာပါပြီ။ ။တင့်ရဲ့ကျေးဇူးဟာကျွန်တို့တို့အတွက်ကြီးမားလွန်းလာပါတယ်။နိုင်ရဲဝင်အမတ်ကြီးကညီလာခံမှာရှောက်ထားတယ်။ကျန်တဲ့အမတ်တွေကလည်းနိုင်ရဲဝင်အမတ်ကြီးရဲ့စကားကိုထောက်ခံကြတယ်။ကျွန်တော်လှုပ်ဆောင်နိုင်ခဲ့တဲ့အတွေ့ပြည်သူပြည်သားတွေနေတူစွာဝမ်းမြောက်ပါတယ်အမတ်တို့။တင်တို့ကလည်းတိုင်းသူပြည်သားတွေအားကိုအားထားပြုရတဲ့ပုံကိုယ်တွေဖြစ်တာဆက်လက်တရှိပေးကြပါအမိန်တော်အတိုင်းမှာတခင်မဖေရ။ညီလာခံတွေမှာအမတ်တွေရဲ့အတန်တွေဟာ ညီလာခံအပြင်စီကိုဟင်းမီထွက်လာတော့တယ်။ညရွှေစင်ဟာသူမကိုယ်တိုင်စွမ်းဆောင်မှုပေးမှုကြောင့်တိုင်းမီတာယာဝပြောလာတာကိုတွေ့ရ၍ဝမ်းမြောက်မိရဲ့။ဒါပေမဲ့သူမစိတ်တွင် ပူပန်မှုတစ်ခုကကြမ်းရှိသေးရဲ့။အဲ့ဒီအရာကလွတ်မြောက်သွားတဲ့မော်နက်ကဝေကိုပင်ဖြစ်ပြီးရဲ့။မော်နက်ကဝေကလွတ်မြောက်နေခြင်းဟာသူမတို့တိုင်းမီတွေစိုးရင်စရာဖြစ်ပြီးရဲ့။ဒါကြောင့်မင်းသူမရဲ့ကဝေနီအဖွဲ့ကို မော်နက်ကဝေကိုရှာဖွေဖို့အမိန့်ပေးထားခဲ့လေရဲ့။ ကဝေးနေအဖွဲရလေတကယ်မရဲ့အမိန်တိုင်းမော်နဲ့ကဝေးကို နေရအနှက်ဖြန့်ကျဲရှာဖွေကြပြီမေမော်နဲ့ကဝေးကိုရှာမတွေ့ခဲ့ကြပြီနေကလာပြီကြာရှည်လာတော့ဘယင်မအများရွှေစင်ဟာလန်းတဲ့မင်းသမီးလေးတရဘွားကိုပိုင်ဆိုင်ထားတယ်။ဒါပြေသူတရဘွားကိုမင်းကျင်တရားတွေကို ကိုယ်တိုင်သင်ကြားပေးခဲ့တယ်။ဒါတော့လေမိခင်ဖြစ်သူဘယင်မအများရွှေစင်ကိုရိုတီကိုင်းညွှန်ရှာတယ်။တနေ့မှာတော့ဘယင်မအများရွှေစင်ဟာ တခြားတိုင်းပြည်မှာအမဲကြီးတွေနဲ့တွေ့ဆုံဖို့ဖြစ်လာတယ်။ဒီလိုတွေ့ဆုံရခြင်းကကုံစီဖလှယ်ကိစ္စအတွက်ပင်ဖြစ်တယ်။လာရောက်တဲ့ဧည့်သည်တော်တွေနဲ့တွေ့ဆုံဖို့စီစဉ်ထားတဲ့အခန်းတွင်းမှာတော့ဘယင်မနဲ့သူမရဲ့ကိုရံတော်ဖြစ်တဲ့ကဝီနီကောင်းဆောင်မေခါတို့အတူရှိခဲ့ကြတယ်။ဘယင်မကိုလည်းမျက်နှာချင်းဆိုင်မှာတော့မျက်နှာနဲ့ခေါင်းအထက်ပိုင်းတစ်ခုလုံးကိုအဝေးနဲ့ဖုံးကွယ်ထားတဲ့တိုင်တစ်ပါးမှာအမဲနှစ်ဦးရှိကြတယ်။တင်းတို့တိုင်းမီကထွက်သည်မအသုံးဆောင်တွေကိုပြတ်တာပြပါ။ ဘီးမများရွှေစင်ကစကားဆလိုက်လျော့အမတ်နှအိုးကသူတို့ယူဆောင်လာကြတဲ့လက်ဝေယတနာတွေအဝေးထံတွေကိုပြသပေးကြအေးတင်းတော့စီမှာပစ္စည်းတွေပေါ်ကျွဲဝပါပြီကောင်းပြီကျွန်တော်တိုင်းမီအတွင်းမှာတင်းတို့လာရောက်ကူးတန်းစီဖို့ခွင့်ပြုလိုက်ပါတယ်ကျေးဇူးကြီးမြတ်ကြောင်းပါအမတ်နှအိုးကဘီးမကိုဥညွတ်ပြီးကျေးဇူးစကားဆိုကြအေးတွေးဆောင်ခြင်းကပြီးဆုံးပြီမို့ဘယင်မဟာထိုင်ကုန်မှာထလိုက်ပြီးအကန့်အတွင်းမှာထွက်ခွာဖို့ပြင်နေတယ် အမန်နှစ်ယောက်ကလည်းဘယင်မကိုဥညွတ်နေကြရတယ်။အမန်နှစ်ဦးထဲမှာတော့ဟာသူ့ရဲ့အဝေးရှိအတွင်းမှာဖွက်ကယူလာတဲ့တရှိကိုထုတ်ယူလိုက်တယ်။အဲ့ဒီတရှိနဲ့ပဲဘယင်မမျှရွှေစင်ကိုတိုက်ခိုက်လျာလင်မြန်လာတဲ့ကိုရံတော်မေခါကဓာတ်နဲ့အတင်းပြန်ခုခံတယ်။တင့်ဘက်သူလဲဓာတ်ကင်ထားတဲ့အမတ်ဟာကြံရှိရဲ့အမတ်ကိုဓာတ်နဲ့ထိုးချလိုက်တယ်။ဓာတ်နဲ့ထိုးချခင်ရတဲ့အမတ်ကလည်းနာကျင်မှုနဲ့တူကျမ်းမြင်ပေါ်ကိုလဲကျသွားတယ်။ ခဏများခြေလက်တွေလှုပ်ရှားပြီးရဲ့နောက်မှာတော့ငြိမ်သက်သွားရှာတယ်။ဘယမမြရွှေစင်းနဲ့ကိုရံတော်မဲခန့်ဟာအဲ့ဒီလူရဲ့လှုပ်ရက်ကိုငေးမောနေကြတယ်။တင်းဘသူလဲဖြေစမ်းကိုရံတော်မဲခန့်ဟာစောင်းထားရှင်နဲ့အဲ့ဒီလူဘက်ကိုရွှဲကမေးလိုက်တယ်။အဲ့ဒီလူကလည်းသူ့ရဲ့မျက်နှာထက်မှဖုံးခွေထားတဲ့အဝဲစာကိုဖဲလိုက်ပြီ။ငါဘသူဆိုတာတင်မိနေပြီလား။ဟမ်။တင်းမှောနဲ့ကောက်ပြီ။ဟုတ်တယ်။ငါဟာတင်းတို့ကြောင့်ထွက်ပြေးခဲ့ရတဲ့လူ။ အခုငါပညာတွေထတ်တော့ပြီသင်တို့ကိုကြုံပြုတ်မယ်သင်တို့အတွင်းနဲ့နှဆိုးကိုအကြင်ကြင်ပူဇော်ပေးမယ်အယုတ်တမသင်ရငါဒါနဲ့သာတေဆုံးအံ့ကိုရန်တော်မေကလည်းမော်နဲ့ကဝေတို့ဟာဓားချင်းရှင်ပြီးခုန်နေကြတယ်အဲ့လိုသူတပြန်ငါတပြန်ခုန်နေကြစဉ်ဘယင်မအများရွှေစင်ဟာသူ့ရဲ့အပေါ်ဝိယုံရှိကိုချွတ်လိုက်ပြီးနောက်စတုံးကိုပါဖယ်ရှားလိုက်တယ်ကြာလာတဲ့သူ့ရဲ့စပင်တွေကိုလည်းကျိုးစာတကူနဲ့စုကချိလိုက်တယ်ကိုရန်တော်ဖြစ်သူမေကမစွမ်းဆောင်နိုင်ရင် သူကိုယ်တိုင်တိုက်ခိုက်ဖို့ပြင်ဆင်လိုက်ခြင်းပဲ။ဘီးမအများရွှေစင်တို့ရဲ့အခန်းပြင်မှာကိုရန်တော်များစွာရှိလေရဲ့။အဲ့ဒီကိုရန်တော်များစွာဟာညရွှေစင်တို့အခန်းတွေမှာအဖြစ်အပျက်တွေကိုမကြားသေးကြ။ဒီလိုဖြစ်ရခြင်းကမော်နက်ကဝီရဲ့လက်ချက်ကြောင့်ပဲဖြစ်တယ်။အเจ้าဟာကကိုရန်တော်တွေတာမကနန်းတော်အတွင်းရှိလူတွေအလုံးတိုင်းပြည်အတွင်းရှိလူတွေတိရစ္ဆာန်တွေရဲ့တည်ရှိမှုတွေကိုရပ်တန့်ထားခြင်းကြောင့်ဖြစ်တယ်။ ဒီလိုလုံးဆောင်နိုင်မှုဟာမော်နက်ကဝေရဲ့အောက်လင်းပညာတွေဟာအလွန်မြင့်မားနေခြင်းကြောင့်ပဲဟင်ဒါချင်းရှင်ပြိုင်ခုံနေကြရင်မှမော်နက်ကဝေရဲ့ဇနက်လက်တစ်ဖက်အတွင်းမှာမီးလုံးတွေထွက်လာပြီးတော့ဘယင်မများရွှေစင်တန်းပြက်ပေါက်လိုက်ခြင်းဖြစ်တယ်ဘယင်မများရွှေစင်မော်နက်ကဝေရဲ့မီးလုံးကိုအလင်းမြန်ရှောင်ရှားလိုက်ရတယ်ကိုရန်တော်မေခါတယောက်တည်းတိုက်ခိုက်နေခြင်းကိုမပြည့်စေတော့ဘူးလို့များရွှေစင်တွေးကား သူ့ရဲ့ဆောင်းသားကိုထုတ်ယူပြီးမော်နဲ့ကဝေကိုနှစ်ယောက်ပြန်တိုက်တော့တယ်။ညာရွှေစင်တို့ရဲ့ဓာချက်တွေကိုမော်နဲ့ကဝေကသူ့ရဲ့ဓာနဲ့ပြန်လဲတွန်းထုတ်လိုက်ပြီးအာမမြတာကိုသိလို့သူ့ရဲ့အမောင်အတန်နဲ့တခင်မမော်နဲ့ကဝေသူ့ရဲ့လက်နှစ်ဖက်ကိုဆန့်လိုက်ချိန်မှာဘယင်မညာရွှေစင်နဲ့ကိုရံတော်မေခါတို့ဟာနောက်ကိုလွင့်စင်ကုန်ကြတယ်။ကိုရံတော်မေခါသူ့ကိုယ်တိုင်လဲကြနေရမှာကုန်ထလိုက်ပြီးဘယင်မကိုထုတ်ပေးတယ်။အဖြစ်ချေဘူး ဒေတိုင်းဆိုနှစ်ယောက်လုံးတေးပြီးတက်နေမယ်မဲခတခင်မတင်းဘလို့စီမံချင်တာလေမဲခမေးလိုက်တော့မော်နက်ကဝေတင်းရဲ့ပညာမြင့်မားမှုကိုတင်ယုံကြည်ရင်ကျောင်းနဲ့တင်ပညာပြိုင်အဲ့တခင်မတင်းမလုတ်တဲ့မှာမော်နက်ကဝေရဲ့ပညာဟာအခုမှဆိုရင်တော်တော်မြင့်မားနေပြီဖြစ်တယ်ကောင်းပြီလေကျွန်တော်တင်းရဲ့စိန်ခေါ်မှုကိုလက်ခံပါတယ်ကိုရန်တော်မေခါကသူမရဲ့တခင်မကို တားဆီးနေစင်မှာမော်နက်ကဝေကပညာပြိုင်ဖို့လက်ခံလိုက်တယ် ညာရွှေစင်ကလည်းတာစီရဲ့မိခါကိုကြည့်ကတင်းအပြင်ထွက်ပါကျုပ်တို့ပညာပြိုင်နေစဉ်တင်းစီမံစရာရှိရာစီမံပါကောင်းပါပြီတခင်မကိုရံတော်မိခါညာရွှေစင်ရဲ့အမိကိုအုံညွတ်အယုဒ်သေးပေးပြီးနောက်အခန်းပြင်ကိုထွက်သွားလေရဲ့မိခါထွက်သွားတာကိုမော်နဲကဝေကကြည့်ရင်တင်းတပည့်မကိုကျွန်ုပ်ပညာကိုဖျက်ဆီးစေဖို့တင်းသွားခိုင်းတာဆိုတင်းမားကြည့်ပြီးဒီခန်းထဲမှာသာတင်းသေးအံ့ဝဆွေးကိုခြုံ၍မထက်ပါမော်နဲ့ကဝေး သင်ပညာလေးလောက်နဲ့ကျွန်ုပ်တို့ကိုသိမရှင်းနိုင်ပါဟာဟာဟာဘလို့မောင်နဲ့ကဝေကဘယင်မရဲ့စကားကို ဟားတိုက်ရီမောနေခဲ့တယ်။ဘယင်မကတော့ရီမောနေရဲ့မောင်နဲ့ကဝေကိုစိုက်ကျနေခဲ့။ကဲစလိုက်ကြစို့သင်ပညာကိုကျွန်ုပ်မြင်ကျန်ပါသေးရဲ့မောင်နဲ့ကဝေကောင်းပြီလေသင်ကြည့်ပါတော့မောင်နဲ့ကဝေကသူ့ရဲ့ဆောင်းတားကိုကျမ်းမြင့်ပေါ်ကိုချလိုက်တယ်။ကျမ်းမြင့်ပေါ်မှာရှိနေတဲ့ဆောင်းတားကိုသူ့ရဲ့ညာလဲနေအပေါ်မှာဝေရမ်းလိုက်တယ်တော့ ဒါဟာသူ့လျက်လှုပ်ရှားမှုအတိုင်းစတင်လှုပ်ရမ်းတော့တယ်။ဒါကိုဘီယင်မထံကိုစတင်တိုက်ခိုက်စီတော့ဘီယင်မဟာသူ့ရဲ့ဆောင်းတာနဲ့မော်နဲကဝီရဲ့ဒါကိုပြန်လဲခုခံနေခဲ့တယ်။ဘီယင်မသူ့ရဲ့ဒါနဲ့ကိုင်သူမဲရဲ့တစ်ဖက်မှဒါကိုဒါချင်းရှင်ခုခံနေရင်လည်းမော်နဲကဝီစီမံထားတဲ့ဒါရဲ့အရင်ကိုဘီယင်မရဲ့ဒါကခုတ်ချလိုက်လို့မော်နဲကဝီရဲ့ဒါကကျမ်းမော်ကိုပြုတ်ကြသွားတယ်။ဘယ်နဲ့ရှိစသက်မဲ့အရာတွေကို ။တင်စီမန်နှယုံနဲ့လာရှင်ပြန်ရဲတာလားမောင်နဲ့ကဝေ။တင်လာမယ့်နေ့ကိုကျွန်တော်စောက်မြော်နေကြကြပြီ။အမလီပူတယ်ပူလိုက်တာ။ဘေးမပြောနေစင်ပါပြီ။မောင်နဲ့ကဝေဟာ သူ့ရဲ့ခန္ဓာကိုယ်ကိုလက်နဲ့ဟိုဒီကိုင်းနေရင်မှချက်ချင်းကျမ်းမော်ကိုလှိမ့်ကအော်ဟစ်တော်တယ်။လူလိမ့်အော်ဟစ်နေရဲ့မောင်နဲ့ကဝေကိုဘေးမစိုက်ကြည့်နေရင်မဲခါအောင်လွတ်တာအကြောင်းရှိရမောင်နဲ့ကဝေအခုမဲခါရဲ့အစီအစဉ်ကြောင့်တင်လို့နေရပြီမဲခါရဲ့အစီအမံဟာတခြားမဟုတ် ။တင်ကိုးကွက်နေရဲ့နှက်စုံနဲ့တင့်ကိုတိုက်ခတ်လိုက်ခြင်းဖြစ်တယ်။ဘီယမအများရွှေစင်ဟာမော်နက်ကဝေပြန်ပေါ်လာမှာကိုသိလို့မော်နက်ကဝေပူဇော်တဲ့နှက်စုံရုပ်ထုကြီးကိုတနေရာမှာတင်ထားစေခဲ့တယ်။အဲ့ဒီရုပ်ထုကြီးကိုလည်းနန်းတော်တနေရာမှာသာထားရှိခဲ့ခြင်းဖြစ်တယ်။အောက်လန်းကိုအောက်လန်းနဲ့သာပေါင်းသက်စီဖို့ညရွှေစင်အစီအစဉ်လှုပ်ထားခဲ့တယ်။အခုမော်နက်ကဝေနန်းတော်အတွင်ရောက်တာနဲ့ဘီယမအများရွှေစင်ဟာအစီအမံကိုစတင်လှုပ်ဆောင်ဖို့ကိုရန်တော်မေခါကိုဆဲထုတ်လိုက်ခြင်းဖြစ်တယ်။ ဘင်းမများရွှေစင်ဟာဒိုးလိန်ကြီးရဲ့မော်နဲ့ကဝေးကိုကြည့်နေစဉ်မေခါနဲ့ကိုရန်တော်တွေဟာအခန်းတွင်းကိုဝင်ရောက်လာခဲ့ကြတယ်။မေခါကသူ့လက်တွင်က ယူဆောင်လာတဲ့အရာနဲ့ဒိုးလိန်ကြီးရဲ့မော်နဲ့ကဝေးရဲ့လက်ကို တုံ့နှံလိုက်တယ်။အဲဒီအရာကမင်းနေတယ်မရဲ့အခင်းစာဖြစ်တယ်။မင်းနေတယ်မရဲ့အခင်းစာကိုတုံပြီးမော်နဲ့ကဝေးရဲ့ပညာတွေကိုဖျက်ဆီးပစ်ကြခြင်းဖြစ်တယ်။မော်နဲ့ကဝေးရဲ့မျက်နှာလက်ခြေဝေးနဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အပူလောင်ကွက်တွေအရေတောက်အောင်ထနေတယ်။ နာကျင်မှုကြောင့်ဘာကိုမှမလုပ်နိုင်ပေအော်ဟစ်နေခဲ့ရှာတယ်။တခင်မဘာဆက်လုပ်ရမလဲ။နန်းတော့အပြင်ကရေတွင်းထဲကိုပစ်ချလိုက်။အဲ့ရေတွင်းရဲ့အနက်ကိုဘယ်သူမှမသိဘူး။ပြီးရင်အဲ့ရေတွင်းကိုအလုံးပိတ်ချလိုက်တော့မေခ။အမိန်တော်မြတ်အတိုင်းမှာတခင်မမေခနဲ့ကိုရန်တော်ရီဟာမော်နက်ကဝေကိုနန်းတော့အပြင်ရှိ ရေတွင်းစီကိုခေါ်ဆောင်သွားခဲ့ကြတယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့စာရေးသူကျူးရင်တီကံဘလူရှိတာထားတယ်။ ရန်ညိုးဖွဲ့ကဝေးဆိုရဲဇလန်လေးရဲ့အပိုင်း9ကတော့ဒီမှာနေပေးပါပြီ။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။